ကျွန်တော်တို့ဒီအတိတ်ကအာရှပိုင်းနဲ့ဒီမြန်မာပြည်ပဲမှာခံယူထားတဲ့ဩဝါဒအများပိုင်းကကျွန်တော်ပြုပြင်ရမှာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်ကနှုတ်ကပတ်တော်ကဖွင့်ပြချက်ဆိုတာကနှုတ်ကပတ်တော်နဲ့ညီရမှာမညီဘူးဆိုမရဘူးဖြစ်တယ်။ Yes ဟုတ်ကဲ့ဆိုတော့ကျွန်တော်အာအခုပြောချင်တဲ့အတိတ်က main point ကျတော့ဒီနေ့ကျွန်တော်တို့ခံယူထားတဲ့ဩဝါဒက ကျွန်တော်ကယေရှုခရစ်တော်ရဲ့တတော်သမီးဆိုတော့ကျွန်တော်အခါယူထားတာဖြစ်ပါတယ်။အဲဒါကြောင့်စာကိုကျွန်တော်ပြန်မလဲလာမှကြည့်တဲ့အခါမှာကျွန်တော်ကယေရှုရဲ့တတော်သမီးမဟုတ်အဲ့ဒါတိထားဖို့အရေးကြီးတယ်ဖြစ်ပါတယ်။ Yes ။အာတချင်းတောင်းမှာပါဗျလား။ငါတို့ဟာတခင်ရဲ့တတော်သမီးဆိုတော့တချင်းတောင်းထောက်ထားတာဖြစ်ပါတယ်။ဒါပေမဲ့တော့ဘာတို့အသေးမှမရှိပါဘူး။ ဟုတ်တယ်ဒီဆရာပြောသလိုပဲ तू ကနှုတ်ကပတ်တော့ကိုမလေ့လာမကြည့်ရှုတဲ့အခါမှာ तू ကတော့တွေးမှာမဟုတ်ဘူးဒါပေမဲ့ကျွန်တော်ဒီနှုတ်ကပတ်တော့လေ့လာတဲ့သူတွေကတော့ဒီ efficiency အခန်းကြီး၅ပိုင်းငယ်22ကနေ23မှာကျွန်တော်ကောင်းကောင်းကြီးတွေးရမှာပေါ့နော်သူပြောသလိုပဲနှုတ်ကပတ်တော့ကိုမလေ့လာမကြည့်ရှုဘူးဆိုရင်တွေးရမှာတော့မဟုတ်ဘူးပေါ့ကျွန်တော်ဒီ jump ရဲ့ contest ကိုကျွန်တော်တို့ကြည့်ရမယ်ဆိုရင်လည်းသူကဒီ simple လို့ကိုယ်တိုင်ကဒီ crypto နဲ့အသိန်းတော်ရဲ့ဒီ union ဖြစ်ခြင်း တလုံးသွားတဲ့ဖြစ်ချင်းကိုပြောချတာဖြစ်တယ်ပြီးတော့မှဒီအပိုင်းငယ်32မှာလည်းရှင်ပေါ်လူကိုယ်တိုင်ကခရစ်တော်နဲ့အသင်းတော်ကိုဆိုလိုတဲ့အကြောင်းကိုလည်းရှင်းရှင်းလင်းလင်းသူကပြောထားတာရဖြစ်တယ်အဲဒါကြောင့်ဒီဆရာဒီချမ်းမဲမတွေ့တာဖြစ်မှာပါဟိုဟာကျမ်းစာကိုဒီချက်လောက်ကြည့်လိုက်ရအောင်နော်ဗျာတိအခန်းကြီး27အခန်းကြီး7တဲ့မှာဒီချက်လောက်ဖတ်ပြကြဗျာဒိတ်ချာအခန်းကြီး27အခန်းငယ်7ကောင်းကင်တင်းနဲ့မြေကြီးတစ်ကိုလည်းငါမြင်ဤအဘယ်တို့နည်းဟုမူကား ရှေ့ကောင်းကင်နဲ့ရှေ့မြကြီးတွေရွိတ်သွားကြပြီอืมထိုအခါမှစ၍ဒမုတ်တရားမရှိဟုတ်ကဲ့ဆက်ဖတ်မယ်တန်ရှင်တော်မြို့တီဟူတော်ခဏဒီထဲမှာဘာပြောလဲတန်ရှင်တော်မြို့တီဟူတော်တန်ရှင်တော်မြို့တီဟူတော် yes ဟုတ်ကဲ့ယေရုရှလင်မြို့တစ်တည်အဲ့မှာအဓိကကျတော့ယေရုရှလင်မြို့တစ်တည်အဲ့ဒါကျွန်တော်အားလုံးမှတ်ထားကြရအောင်လိုင်းပေါ်တူလည်းအားလုံးအဲ့ဒါယေရုရှလင်မြို့တစ်တည်အဲ့ဒါကိုမှတ်ထားကြရအောင်ဟုတ်ပြီဆက်ဖတ်မယ်ရှင်ယေရုရှလင်မြို့တစ်တည်อืม မိမိခင်ပွန်းဖူဟာမိမိရဲ့ဘာလဲခင်ပွန်းခင်ပွန်းဖူ yes hi တော်ဖျက်ကွာအာရ seven ဒါစားစင်တော့မင်္ဂလာဆောင်တတော်သမီးကဲတော့ဘယ်မှာအတင်တာပြောလားဟိုယူဂျီတူဒီပြောလားမပြောနော်မင်္ဂလာဆောင်မပြောဘူးဟိုအတင်တော်ကိုလည်းမပြောဘူးဘုသူ့ကိုပြောလဲယေရုရှလင်ယေရုရှလင်ကျွန်တော်ယေရုရှလင်မှာမြင်တွေ့ရတာဖြစ်ပါတယ် hallelujah praise the lord ဟာရူဂျလီဖရာဆက်ပါမယ်မင်္ဂလာဆောင်တတော်သမီးကဲတို့၎င်းကဲတို့ပြင်ဆင်လျက် ်ဘုရားခင်ရထံတော်ကောင်းကင်ဘုံမှဆင်းသက်ဒီကိုငါမြည်ဤရှိတော့ယေရုရှလင်မြို့တည်မင်္ဂလာဆောင်음ဘာဖြစ်လဲသူမင်္ဂလာဆောင်တတော်တမီကေတို့တတော်တမီကေတို့ဆင်းသက်လာတဲ့အရာကိုဘာဖြစ်လဲငါမြည်ကြီးငါမြည်ဆုမမြည်ဒါကချမ်းချမ်းစာပြောထားပြီးတယ်ချမ်းစာကပြောရင်ပါဇက်ပိတ်တာပါ음မပြောတော့ဘူးမပြောတော့ဘူးနော်음 ကြည့်ရအောင်ကျွန်တော်တည်ထားဖို့အရေးကြီးတယ်ပြပါဆိုတော့အားလုံးကိုရှင်းလင်းတော့အခန်းငယ်ကိုကိုတင်မှာပြန်ဖောက်အောင်ဟုတ်ကဲ့အခန်းငယ်အခန်းငယ်ကိုအခန်းငယ်ကိုကနောက်ဆုံးတော့ဟုတ်ကဲ့ဘေးရန်ခုနှစ်ပါးနဲ့ပြီးတော့ဖလားခုနှစ်လုံးကိုဆောင်းတော့ကောင်းကင်တမခုနှစ်ပါးတွေဆိုတော့ဒီထဲမှာပါစတာမပြောဘူးနော် Yes Prophet လည်းမပြောဘူးအဓိကဝိညာဉ်တော်လည်းမပြောဘူးဘာပြောလဲကောင်းကင်တမခုနှစ်ပါးတွေဟုတ်ပြီစက်ဖတ်မယ်တပါးတွေလာပြီးလျင် ်ငါ့ကိုနှုတ်ဆောင်ရွက်ဟုတ်ကဲ့လာခဲ့ပါဟုတ်ကဲ့တိုးတငယ်ဤကင်ပွန်းတီဟိုတိုးတငယ်ကဘာတို့လဲယေရှုငယ်ရယေရှု yes ယေရှုဖြစ်တယ်ကျွန်တော်အလိုတည်တာတိုးတငယ်ကယေရှုဖြစ်တော့ဖျောက်ပြောတာဖြစ်ပါဘူးอืมဆရာဆက်ပါတိုးတငယ်ကင်ပွန်းတီဟိုတော့မင်္ဂလာဆောင်တိုးတမီးကိုငါပြမည်ဟုစမ်းစားပြငါရှင်းပါတယ်နော်ဆရာတို့ဆိုတော့တိုးတငယ်ရဲ့တိုးတိုးတမီးကိုငါပြငါပြမည်ဟုပြောဆို ပြောဆိုလို့ဆိုတော့ဒါကောင်းကင်တမန်ကယောဟန်ကိုပြဖို့နော်တတို့တမီကိုငါပြမယ်ဆိုမှပြောဆိုတဲ့အရာဖြစ်ပါတယ်ပြင်သူ့ကိုခေါ်သွားတာဟုတ်ပြီဝိညာဉ်ထဲမှာခေါ်သွားမှပြတယ်ဟုတ်ပြီဆက်ဖတ်မယ်အခန်းငယ်တစ်စင်းမဟုတ်အခုဖတ်တဲ့အဆက်ကိုပဲပြအောင်တိုးတငယ်ဤခင်ပွန်းတီးရောမင်္ဂလာဆောင်တတို့တမီကိုငါပြမျိုးပြောဆိုရက်อืมလောက်ပဲဟုတ်ဟုတ်ကဲ့ဆက်ဖတ်လောက်ရှင်းမြင့်တော်တောင်တို့ဟုတ်ကဲ့ဝိညာဉ်တော်အဖြစ် ငါကိုဆောင်းသွား၍ဒီထက်မှာကျဝင်းတော့အာဖစ်ယိုဟန်ကိုဆောင်းသွားတာဆောင်းသွားတယ်ဆိုတော့ကျွန်တော်ယုံကြည်သူတွေခုဒီထက်မှာဖွင့်ပြချက်လဲဝင်းတော့မရှိဘူးဆိုတော့ရဘဝကဘာမှလုံးလုံးမရဘူးအရှင်တော်ဝင်းတော့ဖျားရှိမှာပဲဟုတ်ကဲ့အဲကိုသွားချင်တဲ့နေရာမှာတော်လို့ရတာဖြစ်ပါဘူးဘာလဲစတော့ဆက်ပါမယ်တန်ရှင်တော်ယေရှုရှလင်မြို့တည် ဖျားရခင်ဘုံတော်နဲ့ဒီမှာဒီမှာကျွန်တော်ဗာမင်တွေ့ရလဲတန်ရှင်တော်ယေရုရှလင်မြို့ဆိုဒီမှာအတင်းတော်ကိုမပြောဘူးဟာလေလုယာဆိုတော့ကျွန်တော်တို့ဒီချိုင်းစာကိုဖတ်လိုက်တဲ့အခါမှာရှင်းရှင်းလင်းလင်းကျွန်တော်မြင်တွေ့ရတဲ့အရာကတခင်ယေရှုခရစ်တော်ရဲ့တတော်တမီးကကျွန်တော်တို့မဟုတ်ဘူးဘာတို့လဲယေရုရှလင်မြို့ပဲဖြစ်ပါလေဟာပရာလီယာဒီမှာဂျေရုဆလင်မြို့တဲ့ဆိုတဲ့နေရာမှာကျွန်တော်တို့ကဒီဂျေရုဆလင်မြို့ကိုဒီ literally မဟုတ်ပဲနဲ့ ဒီမှာက symbol အနေနဲ့သုံးထားတာဖြစ်တယ်။ဂျေရုဆလင်မြို့တစ်ဆိုတာကဒီဟေရှာယ52တက်ကရဘုရားသခင်ရဲ့လူတွေကိုဆိုလိုချင်တာဖြစ်တယ်။ဘုရားရဲ့လူတွေကိုဆိုလိုချင်တာဖြစ်တယ်။ပြီးတော့မှကျွန်တော်တို့ဒီအရာကိုကျွန်တော်တို့ကဒီ efficient အဲ effort orders ခန့်ကျင်ကနဲ့ပြန်ချိတ်ရမယ်ဆိုရင်ဒီဟာကအဲ့ဒီ effort orders ထဲမှာဒီအသိန်းတော်ကိုသူကဘာလို့လဲဆိုတော့အဲခရစ်တော်ကအသိန်းတော်ဖို့သူက ူရဲ့ခန္ဓာကိုယ်ပိဆက်တယ်သူ့အသက်ကိုပိဆက်တာဖြစ်တယ်အသင်းတို့ကိုအဖက်ဩဝါဒစာထဲမှာပြင်ဆင်တယ်အဲဘယ်လိုပြင်ဆင်လဲဆိုတော့အသင်းတို့အတွက်ခရစ်တော်ကသူ့ကိုသူ sacrifice လုပ်ပေးတယ်အသင်းတို့ကို satisfy လုပ်တယ်အဲဘာလဲဆိုတော့ဒီနှုတ်ကပတ်တော်အဖြစ်အသင်းတို့ကိုတန်ရှင်းစေတာဖြစ်တယ်စေကြောတာဖြစ်တယ်ပြီးတော့အသင်းတို့ကိုသူတို့သမီးကိတို့ပြင်ဆင်တာဖြစ်တယ်အဲ့ဒီအရာတွေကဒီအဲဘယ်လိုဗျာဒိတ်ချက်ကိုရောက်လာတဲ့အခါမှာအဲ့ဒီအရာတွေက perfect ဖြစ်တဲ့ဒီပြည့်စုံလာတာဖြစ်တယ် အဲ့ဒီပြည့်စုံလာတဲ့အခါမှာအဲ့ဒီအသိတော်ကကျွန်တော်တို့ကအဲဘယ်လိုပြောမလဲခရစ်တော်ရဲ့ဒီသရိုသမီးเนาะကျွန်တော်တို့ကခရစ်တော်သရိုသမီးဖြစ်တယ်ဆိုရကိုဒီဗျာဒိတ်ကျမ်းထဲမှာက if for စာထည့်ကဟာကပြည့်စုံလာတာဖြစ်တယ်အဲ့ဒါကြောင့်ကျွန်တော်တို့ကဒီဗျာဒိတ်ကျမ်း27နဲ့ for စာခန်းကြီးကကိုချိတ်ဆက်ပြီးတော့မှနားလေဖွင့်ရတဲ့အင်မတန်မှန်ကြီးတာဖြစ်တယ်အဲဗျာဒိတ်ကျမ်း27အပိုင်းငယ်9နဲ့10မှာကြည့်ရမယ်ဆိုရင်လည်းကောင်းကင်တမန်ကလာတယ်အဲကောင်းကင်တမန်လာပြီးတော့မှ ကျော်ကဘာပြောလဲသူတို့ခရစ်တော်ရဲ့သူတို့သမီးကို ပြမယ်ဆိုပြီးတော့မှခေါ်သွားတယ်ဒါပေမဲ့အဲ့ဒီပြတဲ့အခါမှာဂျေရုဆလင်မြို့ကိုပြတယ်နော်သူတို့တီးထားရမှာတူကအဲ့ဒီဂျေရုဆလင်မြို့ကိုပြတာဖြစ်တယ်အဲ့ကြောင့်အဲ့ဒီဂျေရုဆလင်မြို့ကိုပြတယ်ဆိုတော့ကဂျေရုဆလင်မြို့ကကျွန်တော်တို့ဒီ exegetically အရာကျွန်တော်တို့ကြည့်ရမယ်ဆိုရင်မှဖြစ်လဲဆိုတော့ခရစ်တော်ရဲ့သူတို့သမီးကဒီဘယ်လိုပြောရမလဲတကယ့်မိမမဟုတ်ပဲနဲ့နော်မိန်းကလေးမဟုတ်ဘူးနော်မိမမဟုတ်ပဲနဲ့ glorify ဖြစ်ပြီးသား church ကိုဆိုလိုချင်တာဖြစ်တယ်။ redeem community ကိုဆိုလိုချင်တာဖြစ်တယ်။ဖခင်တခင်ရဲ့ covenant လူတွေကိုဆိုလိုချင်တာဖြစ်တယ်။ purify ဖြစ်ပြီးသားပြည့်စင်ပြီးသား prepare ဖြစ်ပြီးသားအရာကိုဆိုလိုချင်တာဖြစ်တယ်။အဲ့ဒါကြောင့်တရားကဘာကိုပုံဆောင်လဲဆိုတော့ final union နော်။ခရစ်တော်နဲ့ကျွန်တော်တို့ဒီအသင်းတော်ရဲ့နောက်ဆုံးတော် final union အဲတလုံးသွားတဲ့ဖြစ်ချင်းကိုဆိုလိုချင်တာဖြစ်တယ်ခရစ်တော်က main ကလေးတယောက်နဲ့လက်ထပ်တာကိုဆိုလိုချင်တာမဟုတ်ဘူး main မတယောက်ကခရစ်တော်ရဲ့ဒီသူတို့သမီး bright ကိုဆိုလို့ချင်တာမဟုတ်ဘဲနဲ့ Jerusalem မြို့ကို symbol အနေနဲ့ရေးထားတဲ့ရာဖြစ်တယ်ဆိုတော့ကိုကျွန်တော်တို့ကနားလေဖွင့်ရန်အတွက်တည်ထားစေချင်တာဖြစ်ပါတယ်။ Galatia အခန်းကြီး၄အခန်းငယ်26အပေါ်မှာရှိတော့ Jerusalem မြို့မူက Jerusalem မြို့မူကခတ်သိမ်းတော့ငါတို့ဤခတ်သိမ်းတော့ငါတို့ရဲ့ Yes အမိတီးဟုတော့ Hey จุนมะမဟုတ်တော့မိမ့်မဖြစ်တည်းဂျุนมะမဟုတ်တော့မိမ့်မဖြစ်တည်းဆိုတော့ယေရှုရဲ့ဂျุนဂျุนมะမဟုတ်ယေရှုရဲ့မိမ့်မကယေရုရှလင်ဖြစ်တယ်ယေရုရှလင်ကခတ်တင်တော့ငါတို့ရဲ့ဘာဖြစ်လဲအမေဖြစ်တယ်ဆိုတော့ယေရုရှလင်ကငါတို့ရဲ့အမေဖြစ်ပါတယ်ဟာလေလုယာ praise the lord ဟာရှုန်ဒလီဖာဒီနေရာမှာကျွန်တော်တို့ကြည့်ရမယ်ဆိုရင်လည်းဒီဆရာကဒီကလတီခန်းကြီးလေးကိုဖတ်သွားတယ်ဒီထဲမှာသူလဲသူ ဖတ်တဲ့ထဲမှာကဒီအနေငယ်သူရဲ့ contest နဲ့ လွဲချော်နေတယ်ဆိုတော့လည်းကျွန်တော်တို့တွေ့ရမှာဖြစ်တယ်။ဒီမှာရှင်ပေါ်လူကဘာဖြစ်လို့ရေးထားတယ်ဆိုတဲ့အကိုကျွန်တော်ဒီမှာဒီစာလေးနဲ့ဘောနော်တစ်ချက်ရှင်းပြပေးထားတာဖြစ်ပါတယ်။ဒီမှာကြည့်တဲ့လူတွေအားလုံးအမင်းဒီပူမောက်ချေလာပဲပွင့်ပါစေ။အာမင်။ယေရှုနာမနဲ့ငါဆုတောင်းကောင်းချီးပေးတယ်။ဆိုတော့ကျွန်တော်တို့ဟိုဒီချက်တော့ကျွန်တော်ကယေရှုရဲ့ခန္ဓာကိုယ်ဒီဖြစ်တယ်။အတင်းတော်ဒီဖြစ်တယ်။ Yes ။တိကောအခန်းကြီးစနေတိကောအခန်းကြီးစနေအခန်းကြီးနဲ့ဆက်ခွန်အခန်းကြီးနဲ့ဆက် ဒီမှာဒီဆရာကနောက်ဆုံးနေတဲ့သူကကျွန်တော်တို့ကခရစ်တော်ရဲ့ကိုအင်ကာတည်တည်မြတ်ဖြစ်ကြရဲဆိုပြီးတော့မှဒီဂျပန်လေးကိုသူကကိုကပြီးတော့ယူထားတာဖြစ်တယ်ဒါပေမဲ့ဒီမှာတရုတ်တေချာကြည့်ရမယ်ဆိုရင်ကျွန်တော်တို့ကအဲ့ဒီအရာတွေအကုန်လုံးကတကက်အရာတွေဘလို့လဲလီလက်တွဲမဟုတ်ဘဲနဲ့အဲ့ဒီ spiritual metaphor နဲ့သူကပြထားရရဖြစ်တယ်ကျွန်တော်ဒီမှာကျွန်တော်တို့ကဒီအကိုင်ခဲတဲ့ဖြစ်တဲ့ကျွန်တော်ကခန္ဓာကိုယ်ဖြစ်တဲ့ကျွန်တော်က temple ဖြစ်တဲ့ကျွန်တော်ကဒီ kingdom of priest ဖြစ်တဲ့ပြီးတော့ကျွန်တော်က sense of အမျိုးမျိုးကျွန်တော်ကျမ်းစာထဲမှာတွေ့ရတဲ့ဒီဟာတွေကကျွန်တော်ဒီ spiritual metaphors အနေနဲ့ကျွန်တော်ကသုံးထားတဲ့အရာတွေဖြစ်တယ်အဲဒါကြောင့်ကျွန်တော်ကိုယ်တိုင်ကလည်းဒီဆရာအတွက်အမြင်နဲ့ပြုမှစေလို့ပြန်လည်ပြီးတော့မှဆုတောင်းပေးချင်ပါတယ်ဒီဟာကဒီတိုက်ခိုက်လို့စိတ်နဲ့သက်ဆက်မှမပါပါဘူးကျွန်တော်တို့ကဒီတယောက်နဲ့တယောက်မှားတဲ့ခါမှာဒီနည်းနည်းကိုယ့်ရဲ့အမြင်ကိုယ့်ရဲ့ယုံကြည်ခြင်းနဲ့ကိုပြန်လည်ပြီးတော့မှထောက်ပြချင်တာဖြစ်တယ်ကျွန်တော်ပြောတဲ့အထက်မှာလည်းအမှားများပါခဲ့တယ်ဆိုရင်လည်းကျွန်တော်ကိုယ်လည်းလာပြီးတော့မှအဲထောက်ပြလို့ရပါတယ်ကျွန်တော်တို့ကတော့ဒီ စိတ်မဆိုးပါဘူးကျွန်တော်ကိုထောက်ပြမယ်ဆိုရင်ကျွန်တော်တို့ကပညာရတဲ့ပြင်ကျွန်တော်ကဒီတမတရားကိုလည်းသိရှိမှဖြစ်တဲ့အတွက်အင်မတန်မှဝမ်းသာမှဖြစ်ပါတယ်ကျွန်တော်မှားနေရှိရင်လည်းကျွန်တော်ကိုလည်းလာပြီးတော့မှထောက်ပြလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဖះရှင်တာပြပုံချပါစေ